ပြရင်ကြောင့်ငလင်ဖေးကနေအသက်ရှင်ခဲ့ရတဲ့ကိုရင်လေးနဲ့ဖုံဖုံမြောင် MCL ပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင်မလာ28ရက်နေ့မှာနှုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်မို့မြန်မာနိုင်ငံရဲ့တကူကြီးဖျားရီများကြီးပြိုကျပြက်စီးရသလိုဘုံကြီးကျောင်းတွေလည်းပြိုကျပြက်စီးခဲ့ရတာပေါ့စာတင်သားရီများကြီးရှိတဲ့ဘုံကြီးကျောင်းတွေကပြိုကျတာကြောင့်ကိုရင်လေးနဲ့ဖုံဖုံတွေကလည်းပြန်လည်တော်မူခဲ့ရပါတယ်ပြိုကျသွားတဲ့ဘုံကြီးကျောင်းတွေထဲမှာမှ အောင်တမာဒီဝိဟာရကျောင်းတိုင်းမှာရှိတဲ့ပုံပုံနဲ့ကိုရင်လေးတွေကပြားရီကျောင်းငနေဘေးကနေအသက်ချမ်းသာခဲ့ရတာပါ။အောင်ချမ်းသာ62လမ်းစာတင်တိုက်ကအောင်တမာဒီဝိဟာရကျောင်းတိုက်ကြီးကငလင်ပေးကျောင်းကျောင်းတိုက်တစ်ခုလုံးပြိုကျပြည့်စည်သွားခဲ့ရတာပါညီကြီးတဲ့ကိုကျုံဝင်တာလည်းရှိသလိုကျောင်းတိုက်တစ်ခုလုံးကရစရာမရှိအောင်ကိုပြည့်စည်သွားတာပါကျောင်းတိုက်ကြီးကရစရာမရှိအောင်ဖြစ်သွားပြီးမြေကိုရင်နဲ့ဖုံဖုံတွေကအသက်ဆုံးရှုံးရတာမျိုးမရှိခဲ့ပါဘူးအသက်ဆုံးရှုံးခြင်းမရှိခဲ့ရတဲ့အကြောင်းရင်းကလည်းပြားရီကျောင်းဖြစ်ပါတ င်ငနေမလုတ်ခင်ရှင်တင်ရဖြစ်တဲ့မလ29ရက်နေ့တုန်းကအောင်တမာတိဝိဟာရကျောင်းတိုက်ကိုပြားအောင်ကြီးကလာဆွဲနေပါတယ်ပြားတိုက်ကြီးဖြစ်ကပြားတွေကလည်းအောင်ကြီးကိုလာဆွဲတာပါကျောင်းတိုက်တွင်မှာပြားလာဆွဲရုံတင်မကပဲပြားတွေကကျောင်းဝင်းတွင်မှာရှိတဲ့ကိုရင်လေးတွေနဲ့ဖုံဖုံတွေကိုပါလိုက်တုပ်ပါတယ်ပြားတွေကမခံမရနိုင်အောင်လိုက်တုပ်တာကြောင့်ဆရာတော်တချို့ကမနေရဲလောက်အောင်ကိုဖြစ်ခင်ရပါတယ်ဒါကြောင့်မလို့လေအပေါ်ထက်မှာနေကြတဲ့ဆရာတော်တွေကပြားရံကိုရှောင်ရှားတဲ့အနေနဲ့ကျောင်းတိုက်မှာမနေဘဲတခြားအဆောင်ကိုပြောင်းရွှေ့နေထိုင်ကြတာပါ Down. Um. အဆိုပါကြောင်းတိုင်းမှာကိုရီလင်း16ပါးနဲ့ဘုံကြီးတစ်ပါးသာကြံခဲ့ပါတယ်။ဆရာတော်တချို့ပြောင်းရွှေ့ပြီးနောက်တည့်ရနေခင်းမှာတော့ငလင်ကပြင်းထန်စွာလှုပ်ခတ်လာပါတယ်။ငလင်ကပြင်းနာကြောင်းအဆောက်ကရှိုင်းနေလာတယ်။ကိုရီလင်း16ရောက်တဲ့ဘုံကြီးတို့ကအချိန်မီကိုပြေးထွက်လာနိုင်တာမို့ငလင်ကြောင်းကြောင်းတိုင်းကြီးပြိုကျတဲ့အချိန်မှာပြီးမိရာမျိုးလည်းမရှိဘဲလွတ်ကင်းသွားပါတယ်။ငလင်လှုပ်ပြီးသွားတဲ့အချိန်မှာပြားတွေကကြောင်းတိုင်းတွင်မှလည်းမရှိတော့ဘဲနေရာရွှေ့သွားခဲ့တာပါ။ဘုံဘုံကတော့ပြားတွေကကြောင်းတိုင်းတွင်မှဆရာတော်တွေကိုမနေနိုင်အောင်လှုပ်ခဲ့တာလို့မိန်ထားပါတယ်။ ပြားရီကြောင့်ပဲဆရာတော်တချို့ကငလင်ပီးကနေလွတ်ကင်းသွားခင်ရတာပါတကယ်လို့သာဆရာတော်တွေကအပေါ်တက်တွေမှာရှိနေမယ်ဆိုရင်အသက်ရှင်နေရပြေးနိုင်မှုကမတင်ကြပါဘူးဒါကြောင့်မလို့ဆရာတော်တွေနဲ့ကိုရင်နေလွတ်သွားတာကပြားရီကြောင့်လို့လည်းတစ်ဖက်တလန်းကနေပြောင်းလို့ရပါတယ်ကျောင်းတိုင်းကြီးကတော့ရဆရာမရှိအောင်ကိုပြက်စင်းသွားပါပြီးကျောင်းပြက်စင်းသွားပြီးမယ်နဲ့ဆရာတော်နဲ့ကိုရင်လေးတွေလွတ်ကင်းသွားတာကိုတက်ကဒါရကမတွေကပြားရီကိုကျေးဇူးတင်နေပါတယ်ငလင်တန်ကနေပြားရီကကြိုတင်ကာကွယ်ပေးသွားတဲ့ဖြစ်ကြောင်းသူ းစန်းနေသူတွေလည်းရှိပါတယ်။မန္တလေးမြို့ရဲ့အထင်ကရကျောင်းတိုက်ဖြစ်တဲ့မစိုးရင်ကျောင်းတိုက်ကတော့ကျောင်းတိုက်တစ်ခုလုံးပြိုကျပျက်စီးကစာသင်သားတွေများကြီးပြန်လည်တော်မူသွားခဲ့ရတာပေါ့။အောင်တမာတိရွှေဆိုင်ပန်းရှင်ကတော့အောင်တမာတိဝိဟာရကျောင်းတိုက်ပြန်လည်ထူထောင်ဖို့အတွက်အလူငွေကျပ်390ကျော်ကိုလှူဒန်းပေးထားပါတယ်။ကြားရီကျောင်းငလင်ပီကနေအသက်ရှင်ဝင်ရရှိခဲ့တဲ့ကိုရီလီနဲ့ဖုံဖုံနေပေါ့။ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။ Voyage, hein?